အသက်ကြီးပြီးဘာမှမသိတဲ့လူလို့အပြောမခံချင်ဘူးအဲ့ဒါကြောင့်တည်အောင်လုပ်တယ်ဆိုရဲတရုတ်ဆောင်ဆွေစင်တိုင်းမင်းသမီးကြီးဆွေစင်တိုင်းကိုကုကဲလူငယ်တော်တော်များများအနေနဲ့မသိကြပါမိလေတခိတခါတော့ကတော့မသိတဲ့သူမရှိအောင်ကိုအောင်မြင်ကြတာဖြစ်ပါတယ်ကုကဲမင်းသမီးတွေလာတယ်ဆိုတာတစ်ချိန်တုန်းကဆွေစင်တိုင်းရဲ့အလာတရားကိုခြေပြားတော်မမီခဲ့ပါဘူး အန်ဒီစီစဉ်တိုက်ကခန္ဓာကိုယ်ကလည်းလှပတယ်လို့ကြွရှင်းတဲ့အလားတရားတွေနဲ့ပြေဆုံးတဲ့မင်းသမီးဖြစ်ခဲ့ပါတယ်။ဒါကြောင့်မို့လဲပုရိသတွေရဲ့ကြားမှာတခဲနဲ့အာပိစင်ခံရတယ်လို့အအောင်မြင်ဆုံးမင်းသမီးတွေကတယောက်ဖြစ်ခဲ့တာပါ။ခုလက်ရှိမှာတော့အန်ဒီစီစဉ်တိုက်ကအသက်82နှစ်ရှိနေပြီဖြစ်ကရုပ်ရှင်တွေမှာပါဝင်တရုပ်ဆောင်ခြင်းမရှိတော့တာလည်းကြားခဲ့ပါပြီ။အနုပညာလှူရှားမှုတွေကိုရန်နာထားခဲ့ပြီးမြေတရုပ်ဆောင်တဲ့များစွာကိုမွေးထုတ်ပေးနေတဲ့အနုပညာရှင်ကြီးဖြစ်ရည်တည်နေတာပါ။ ရုပ်ဆောင်ပိုင်းမှာပညာပါရမီပြည့်တာကြောင့်မို့အသင်ကြားမှုတွေလုပ်ပေးတယ်လို့အကဲပြတိုင်းတူအနေနဲ့လည်းအကယ်ဒမီပေးပွဲမှာနှစ်စဉ်ပါဝင်ခဲ့ပါတယ်။ဒါပြင်ဆွေစံတိုက်ကခုချိန်ဒီကိုစမတ်ကြအောင်နေတိုင်းကပညာတွေကိုလည်းဆက်လက်သင်ယူနေပါတယ်။သူတို့ခေတုံးကနီးပညာတွေကလည်းမတိုးတက်ခဲ့ပေမဲ့တိုးတက်လာတဲ့ခေတ်ကိုသူ့အနေနဲ့အမိလိုက်နေထိုင်ပါတယ်။လူငယ်တွေရဲ့သင်ယူစရာတွေကိုအသက်82နှစ်အရွယ်ဆွေစံတိုက်ကသင်ယူလေ့လာနေတာကြောင့်ခေတ်လုံးဝနောက်မကျတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာဆိုရင် AI နည်းပညာတွေကိုတွင်ကျဲစွာအသုံးပြုလာတာကြောင့်စွစ်စင်တိုက်ကအကုန်လုံးကိုလေ့လာသင်ယူနေပါတယ်ခုချိန်ဒီလေနိုင်ငံတကာတက္ကသိုလ်တွေကနေပညာတွေကိုအစင်းစင်းစီးပူးနေတုံဖြစ်ပြီးသူတေသနာတွေကိုလည်းတောက်လျှောက်လုပ်ကိုင်နေပါဗျ။လက်ရှိမှာဆိုရင်လည်းလက်ဖက်နဲ့ပတ်သက်ပြီးသူတေသနာတခုကိုနိုင်ငံတကာတွေနဲ့ရှင်ကလေ့လာနေတာဖြစ်ပါတယ်။အန်ဒီစေစင်တိုက်ကအခုလိုတင်ယူလေ့လာနေတာဟာအသက်ကြီးပြီးဘာမှမသိတဲ့သူလို့အပြောမခံချင်တာကြောင့်ပါ။ဂျမ်းမာရေးကိုလည်းလိုက်စားတယ်လို့တင်ယူနိုင်မှုအတွက်ကိုလည်းနေတိုင်းစူးစမ်းနေတာပါ။ အုံနောက်ကတောက်လျှောက်လှုပ်လှုပ်နေတာဖြစ်တွေ့တဲ့ version လေးတဖြည်းဖြည်းမြင်လာရတာပေါ့ version မြင်လာတာနဲ့များ value လေးမြင်လာတာပေါ့အသက်ကြီးပြီးဘာမှမသိတဲ့သူလို့အပြောမခံချင်ဘူးအဲ့ဒါကြောင့်သိအောင်လုပ်တယ်ဆိုပြီးဆွေစင်တိုက်ကပြောပြထားပါတယ်ဆွေစင်တိုင်းအနေနဲ့ကတော့ငငယ်ကလေးကပညာတွေကိုတင် जा ခဲ့တယ်လို့မကွယ်လွန်ခင်နောက်ဆုံးချိန်ထိပညာတွေကိုတင် जा တင်ယူသွားအောင်ပါ တချို့ဆိုရင်အသက်80ကျော်ဆိုတဲ့အရွယ်မှာတင်ယူမှုတွေကိုရက်ဆိုင်ကအိမ်မှာပဲအဖွားကြီးအနေနဲ့ဖြတ်တန်းကြတာများပါတယ်။ဒါပေမဲ့ဆွေစင်ထိုက်ကတော့အသက်ကြီးလဲလူငယ်တွေကိုအမိလိုက်နိုင်ရမှာဖြစ်တယ်လို့ဒါလဲတာရမယ်လို့ခံယူထားတာပါ။ဒါကြောင့်မို့လဲတရားဓမ္မကိုလေ့လာဖို့အတွက်လဲခင်မီတိုးတက်တဲ့တင်ယူမှုတွေနောက်ကိုလိုက်ကဘွဲ့တွေတစ်ဘွဲ့ပြီးတစ်ဘွဲ့ယူနေကြတာဖြစ်ပါတယ်။ အန်ဒီစီစင်တိုက်ကအင်တာဗျူးတွေမှာဆိုရင်လေအင်္ဂလိပ်လိုပဲညံ့ညက်ပြီးဖြစ်ဆိုရကြောင်းဝေဖန်ခံရတာတွေလည်းရှိပါတယ်။အသက်ကြီးတဲ့အထိတင်ယူနေတဲ့အပေါ်မှာ over ဖြစ်တယ်လို့သာမှတ်ချက်တွေပေးခံရပါတယ်။အသက်ကြီးပြီးဘာမှမသိတဲ့လူလို့အပြောမခံချင်ဘူး။အဲဒါကြောင့်သိအောင်လုပ်တယ်ဆိုရဲတရုတ်ဆောင်ဆွေစင်တိုက်ပေါ်အမြင်လေးကိုလည်းပြောပြပေးခဲ့ပါအောင်ရှင်။ကြီးစုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။